အလေးလိုက်ခီးလာတယ်မြန်မာပြည်ဖုံးကြီးလည်းအများအရာပိုလိုက်တယ်မကျင်းသားတယ်မကျင်းအဲကထက်လည်းဒါမကျင်းသားတဲ့မရင်ထားတဲ့အရာတွေဒါဒီဥဒူကတော့အစီပြန်ချွေးထွက်ပြီးလူကိုရုပ်ဆိုးစေရတယ်ဥဒူမင်္ဂလာပါဒီနေ့ကတော့ day 2 Hanoi မြို့မှာဟိုဟိုဒီတွားကြမယ်နော်အနောက်ကမိပါရင်လည်းခေါက်ဆွဲဆိုင်တွားမယ်အာဘလို့ရှိလဲဆိုတာကိုကျွန်တော်ပြန်ပြောရမယ်ကျွန်တော် Foodie with apps ပါ အဲ့တော့ platform တွေပါညာတွေကို sanction တွေအရအပိုင်တိန်းထားရနော် land ဆိုလဲ land ရှောင်းမဲ့နေရာတော့တိတ်မရှိဘူးဒါပေမဲ့လည်းသူတို့ကတော့လူတွေတော့တိုက်ဖို့ပေါ့နော်အော်နည်းနည်းဟိုတတိထားပြီးတော့မောင်းနေတာပဲမဲ့အာ land ရှောက်ဖို့အဆင်မပြေဘူးနော်လူကြီးပါတယ်ဆိုရင်တော့ safety တိတ်မရှိဘူးသူတို့ platform တွေကိုဆိုင်ရယ်အကုန်ဖတ်လိုက်တယ်နောက်ပြီးလူတွားလမ်းဒီကားမောင်းတဲ့ယင်လမ်းတွေလည်းအကုန်လုံးကားပြန်ဖတ်လိုက်တော့နေရာမရှိဘူးနော် ဟောင်းအမွေနေ့ခြိုက်တဲ့လူတို့ကဒီမှာအများကြီးပဲเนาะဟိုရှေးဟောင်းပစ္စည်းတွေပါတယ်အစုံပဲအာအရန်ကြီးရှာစရာမလို့ဟန်ရိုင်းမျိုးတစ်မျိုးလုံးကရှေးဟောင်းပစ္စည်းတွေအများကြီးရှိရဲ့အာဟိုချီမင်းနဲ့နည်းနည်းကွာဟိုချီမင်းကကြာတော့ဖူကက်အထာကလပ်ပုံစံတွေပုံများရိုင်းเนาะဒီဟာကတော့ရှေးဟောင်းအမွေနေ့ကော်ဖီဆိုင်တွေအာစထရိတ်ဖိုတိုဂရာဖာရိုက်ချင်တဲ့လူတွေဖူလာဘာတွေတော့အကွက်တီပဲเนาะမိဘတွေပြန်တင်ပေးနေရတယ်เนาะလမ်းကူမကြည့်နဲ့ဆိုင်ကယ်တမောက်တော့မကြည့်နဲ့ AC ကူတို့ဘယ်လိုရှောင်းသွားလိမ့်မယ် လမ်းကူကဆိုင်ကယ်တမောတော့ကြည့်တော့ကိုတိတ်ချပါလားတိုက်မအောင်ဘူးနော်A hidden gem. ကဖေးကိုရောက်ပြီနော်ဟိုတန်းနေ7မိနစ်ရှားရတယ်အိုက်ဆက်ဆက်ပဲနော်ထိုင်းကထက်ပူပူတလို့ပဲမပြောတတ်ဘူးအတူတူလုံးဟုတ်ဘူးအဲဓာတ်လေကမရှိဘူးနော်ဒီနေ့ပဲတက်ရမယ်အာလူကြီးတော်တော်အဆင်မပြေဘူးဒူးနာရဲ့လူကြီးတော်ပေါ့နော်ဟိုတက်လိုက်မှာအထဲမှာပါရှိလဲကြောမယ်နော်ဆိုင်သာဟမ်အဲ့ဒီနေ့မှာ ူပြီးတော့အချိုက်တွင်းမဲ့နေရာပဲเนาะနေရာကြီးကတော့မိုက်တယ်စုံပဲတော့ထမောနည်းနည်းစိမ့်စိမ့်လေးနဲ့เนาะအိုက်တော့အိုက်တယ်ပံကရဲတော့အများကြီးထထားပြီးတော့မိုက်တကယ်ရှေ့ဟောင်းထားပဲเนาะအဲတော့ကျွန်တော် breakfast ပေါ့เนาะဆင်ရအစုပ်တွေထထားရတယ်အနောက်က logo ဆိုလဲမိုက်တယ်เนาะ အနုဂရခုဟနွိုင်းဗီယက်နမ်အတွေ့အကြုံပူလာအိုက်လာအဆင်ပြေလားအဲရာဒီဥဒတိရတိုင်းပဲလေတော်နေတယ်လားအယောင်းမယ်ခြားခြားဆွနနအယောင်းပူလိုက်တယ်မကျနာတယ်မသိဘူးအလုံးဒီလိုပဲသူ့အနေနဲ့သူတို့အဆင်ပြေပါလေကခုကခဲ့ထက်တယ်ပူလာအေးလာအဲကထက်တယ်ဒါမကျနာတဲ့မရင်ထားတဲ့ရာဒီဒီမြားတောက်နော်ဗီယက်နမ်လာလဲဆိုရေမြားတောက် ယာရီဥဒူကတော့အစီပြန်ချွေးထွက်ပြီးလူကိုရုပ်ဆိုးစေယာရီဥဒူနော်ဒါပေမဲ့အခုကျွန်တော်တို့လန်စာလောက်မယ်ဒါပြီးမှမခီးဆက်မယ်နော်ကျွန်တော်အဖေမင်းညောင်းစလုံးဗီယက်နမ်စာမစားဘူးဆိုတော့စားဘူးပါတယ်ဒါပေမဲ့သူတို့မတိတာပေါ့နော်နာမည်မတူတာမြန်မာပြည်မှာရှေ့အစားတောက်နေတယ်အဲသူတို့ကိုဆွဲလိုက်မယ်ပြီးရင်အာကျွန်တော်ပြန်အကြောင်းကြားမယ်နော်စားတောက်ကတော့ကျွန်တော်ဟိုတခါလဲအာဟနွိုင်းမဟုတ်ဘူးအာဟိုချီမင်းတောင်းကအတိုင်းမနော်အစားတောက်ကတိတ် impress မဖြစ်ဘူးသူတို့ရဲ့ sandwich ကောင်းတယ်အာ ခောက်ဆွဲကောင်းတယ်နော်ဒါပဲတခြားတော့မြန်မာပြည်အစားတောင်မမီဘူးအဲ့ဒီနှစ်ခုပဲစားလို့အဆင်ပြေအဲ့လောက်အကောင်းကြီးလည်းမဟုတ်ဘူးနော်ဒီ tourist မြိုင်းနေရာဆိုတော့မစားနဲ့တော့အစားတောင်ဆိုတိတ်တောင် view မဆိုင်တော့အဲ့ဒီခွေးချေခုံနဲ့လမ်းမေးမှာထိုင်တဲ့ပုံစံမျိုးမှာတွားစားအဲ့ဒါဆိုတော့တို့ရဲ့ဒီ authentic အရာတရားရတယ်နော်ဆိုင် tourist မြိုင်းရဲ့ဆိုင်ဆိုတော့မကောင်းဘူးနော်ကျွန်တော်လည်း impress မဖြစ်တကယ်မကောင်းတာအမေအုံးဒီတမ်းရှာအနေချပုံတူမညော်လာ ကဲခုကတော့ဖျားကြောင်တော်နေနော် Saint Joseph Cathedral တော်နေတယ် taxi ထဲမှာအာဟိုရဘလို့ရှိလဲဆိုတော့ပြန်ပြောပြမယ်နော်တော့ရန်ပူနေအခု Saint Joseph Cathedral ရောက်နေရတော့ကျွန်တော်နောက်မှာကျွန်တော်မိဘရဲ့ဓာတ်ပုံရိုက်နေကျွန်တော်မှာဓာတ်ပုံဆရာပေါ့နော် အနီးကကျွန်တော်ပြန်ပြပေးမယ်နော်အဲ့တော့အဲ့တယ်ဒါပေမဲ့ဒီကတော့ historical place ဆိုတော့ရောက်တဲ့နေရာပေါ့နော်နေ့က Sunday boat ဆိုတော့ဝင်လို့တော့မရဘူးနော်အဲဒီတိုင်းဓာတ်ပုံလာရိုက်တဲ့ tourist တွေပါညအကုန်လုံးရှိရနော်ဓာတ်ပုံပြန်ဆွဲ ကျွန်တော်မှရိုက်ပေးပေါ့နော်အဲမိုက်တယ်တော်တော်မိုက်တယ်ဟန်နွိုင်းရောက်ရင်ဒီဖျားချောင်းကတော့ခရီးယံပါတာ Catherine boat ဆိုရင်လည်းလာပြီးတော့ဒိတ်လာတဲ့နေရာလေးဖြစ်တယ်နော် အလေးလာရေးခီးလာရဲမြန်မာပြည်ဖုံးကြီးလည်းအများကြီးပဲနော်ဒီဖုံးကြီးကျွန်တော်မနေ့ကသူလင်းစည်းလာဖုံးကြီးဖြစ်တယ်အာပီတုကလက်ရအရန်လက်ရမြောက်တော့လူတိုင်းလာကြည့်ရနော်တောင်လဲဝယ်လိုက်ယူနော်ဒီကောင်ကတူတူ150ပေါ့နော်သိန်းခွင်းနဲ့ရောင်းနေတယ်ဒါပေမဲ့တိန်းဆိုတူတူရရတယ်အဲကြောဒါပဲယူလိုက်ယူနော်မစိုးပါဘူးအတုံးလို့ဘလို့ဆိုရောကျွန်တော်ပဲအဝတုံးလိုက်ပါဦး အဲရက်တောင်ရောင်းတဲ့လူရက်တောင်ပြန်ခတ်ပေးလိုက်ရနော်သူ့လိုလဲအိုက်နေဆိုတော့ဒီမှာကတော့အမေအလဲပေါ့နော်သူရိုက်ချက်တော့အမအတူစူးစမ်းရိုက်ပြီးနော်ရက်တောင်ရောင်းတဲ့တဲ့ဟယ်လိုဒေါနန်ဒီတော့မစားဘူးဒါပေမဲ့လည်းဈေးရောင်းတဲ့လူတွေ့ရောနော်ဘယ်လောက်ရှိလဲဆိုတော့သူက3တိန်းနဲ့3တောင်းနဲ့ရောင်းပေးတယ်3တောင်းဆိုတော့တစ်ချက်ကျော်ပေါ့နော် အာဒီရိုးရိုးဈေးနဲ့ဆိုရင်တော့နည်းနည်းဈေးကြီးရယ်ဒါပေမဲ့လည်းအကုန်လုံးရုံးကန်နေရတော့လဲတိတ်ပြီးတော့မငင်းချင်တော့ကလေးတွန်းလဲမှာရောင်းတာနော်တွေ့လားကလေးတွန်းလဲမှာ share တူဟာအဖျော်ရတောက်ကြည့်မယ်နော်ဘလို့ရတာရှိလားမသိဘူးอืมไม่ได้ไม่ได้เนเน่ก็โชว์แต่แม้ชูเอซโอเคชูอ่ะป่ะเนาะอเตยชูอ่ะမျိုးမဟုတ်ဘူးဒါကြောင့်ကာနာဒီကာနာဘီပေါ့เนาะအဆင်ပြေရဲ့လမ်းလျှောက်ရဲ့နေရာရှိရဲ့ အာတစ်ပင်အရန်ပေါက်တော့ရိတ်တယ်နော်ခုနမြို့တွင်းနဲ့ဆိုင်တော့ဒီမှာတော့ကျွန်တော်အလီကောင်းလေးတိုင်းရတော့ကြိုက်တယ်အဟနှောင်းမြို့ရောက်ရင်ဖျားချောင်းတော့ရင်ဒီကို10မိနစ်10မိနစ်လောက်လမ်းရှောင်ဒီနေရာရောက်တယ်နော်အာ Google Map မှာကြည့်လိုက်လို့ရှိရင်ရေအိမ်ပုံတို့လည်းမရေအိမ်ပုံနားမှာကင်မရာပုံပြထားအဲ့ဒီမှာနေလိုက်လို့ရှိရင်ဒီကိုရောက်လာတယ်နော်ကန်ချန်နားမှာဗောနော်ရေအိမ်နားမှာထိုင်ရနေတဲ့အဆင်ပြေမောပြေဖြိုးပြီးတောက်ပြီးသွားပြီဆိုတော့အခု now uh, next stop ကိုပြန်သွားမယ်နော် ဒီနော် Uniqlo မှာ shopping ထပ်ပြီးအဖေအမေဆိုင်းချအကုန်ပေါ့နော်ကိုရောတယောက်တစ်ထည်စီဝယ်လာတယ်အထုပ်လေးဆွဲပြီးတော့ Uniqlo Japan brand ရဲ့ share 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 အနုနာ T-shirt နော် share Vietnam ကဖာဆယ်လူလားဆယ်မတေးရစီဝယ်ပြီးသွားပြီဆိုတော့အခုအိမ်ပြန်ဖို့လဲမယ်အမအထွက်ပြန်ဆောင်ကျွန်တော်မရအောင်လိုက်ဖမ်းမှာတည်ရမလို့သူအဲ့လို share ဆောင်ကိစ္စမရှိပါဘူး အရန်အရန်အိုက်တယ်နော်ဒီနေ့ကတော့ share အိုက်တယ်ဟနွိုင်းမှာဒီမှာကျတော့ဆောက်တော့ဆိုင်တွေအများကြီးပဲ lambda ဆိုင်တွေကကောင်းတယ်ဒါပေမဲ့ AC မရှိဘူး AC ရှိတဲ့ဆိုင်ကကျတော့ quality မကောင်းဆိုတော့နည်းနည်းတော့ရှာစားတတ်ရမယ်နော်အရန်အိုက်တယ်အရန်အိုက်တယ်နော်ထိုင်းမှာဆောက်တော့ကြိုက်တဲ့ဒီ line တော့နည်းနည်းတော့ဒုက္ခရောက်လိမ့်မယ်ဒါရောအမေရဲ့ဟာရောနော်လို့လေဂျန်ဂျန်ဂျန်အဝါရီတေဘယ်ချောင်ချမ်းတော့အမတို့လည်းတစ်ခါထဲထဲလိုက်သူအရန်ထွက်ပြီးတော့ ကျွန်တော်မှတော့ရန်ရှက်ဟန်ဆောင်တယ်နော်ဒါပေမဲ့ကိစ္စမဖြစ်သူ့ထဲလိုက်ပြီဆက်တုံးစေတုံးနေ မရှိဘူးနော်ဒီနေ့ကတော့စားပြီးတောက်ပြီးသွားပြီဆိုတော့အရန်အိုက်ပြီအရန်မောနေပြီ energy တွေကုန်လာတယ်ကျွန်တော်ဗီဒီယိုဒီမှာပဲဖြတ်လိုက်တော့မယ်အားလုံးကျေးဇူးတင်မယ်ကျွန်တော် foodie app ပါ god bless